ကျွေးမပေးခြင်းလို့တငယ်ချင်းအရင်ရဲ့မကောင်းကြံဘဝပြောင်းခြင်းခံရတဲ့အမျိုးသမီးပရိသတ်များလုံးမင်္ဂလာပါရှင်ရောက်ကမီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကိုကတငယ်ချင်းကိုချစ်လို့ခင်လို့ပတ်စံချေးခဲ့ပေမဲ့အကျွေးမဆက်ခြင်းနဲ့တငယ်ချင်းကလှုပ်ကြံတာခံခဲ့ရတာကတော့ထိုင်းနိုင်ငံအယုဒ္ဓယာမြို့မှာနေထိုင်တဲ့အသက်30အရွယ်မရှာရှာဖြစ်ပါတယ်မရှာရှာကမိရှာဆိုတဲ့နာမည်နဲ့လိုင်းပေါ်မှာခရီးတဲ့နဲ့လေရင်လက်မှတ်ရောင်းတာဖုန်းဟန်းဆက်တွေရောင်းတာတွေလုပ်တာဖြစ်ပါတယ် မိရှားကစိတ်ကောင်းရှိရကြောင်းလိုင်းပေါ်မှာလူတွေကိုဖုန်းကန်ဆမ်းမဲဖောက်တာဖုန်းပေကန်ဆမ်းမဲဖောက်တာတွေကိုလုပ်တယ်လို့အင်တာနက်ပေါ်မှာအမြင်မတော်တာတွေကိုလည်းပြောတာတွေလုပ်ပါတယ်ရှာရှာကအထက်နိုင်ငံမှာအလုပ်လုပ်ရင်းနဲ့မိဘတွေကိုလှုပ်ကြွေးနေရဖြစ်ပါတယ်။ဒီလိုမျိုးမိဘတွေကိုရိုးရိုးသားသားလှုပ်ကြွေးနေတဲ့မိရှာကအကျွေးမပေးခြင်းနဲ့တငယ်ချင်းရဲ့လှုပ်ချင်မှုကိုခံခဲ့ရပါတယ်။ရှာရှာကမက်စလာကိုရင်းနှီးညမှာနေအိမ်ကနေထွက်သွားပြီးတော့လမ်းပေါ်မှာဆိုင်ကယ်ကိုတွေ့ပြီးလူကတော့ရေမြောင်းထဲမှာဘဝကူးနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လေထိုင်းရဲ့တပ်ဖွဲ့ဝင်တွေကရှာရှာရဲ့အမှုကိုစုံစမ်းစစ်ဆေးရမှာတော့နောက်ဆုံးမှာဖုန်းပြောထားတာကအသက်23နှစ်အရွယ်မြန်မာလူမျိုးပိုင်အောင်ချစ်ဖြစ်ပါတယ်။ဒါကြောင့်လေရဲတပ်ဖွဲ့ဝင်တွေကပိုင်အောင်ချစ်ကိုတွားရောက်စုံစမ်းစစ်ဆေးရမှာပိုင်အောင်ချစ်ကသူကကွယ်လွန်သွားတဲ့ရှာရှာကိုသူချက်လိုက်တာဖြစ်ကြောင်းဝန်ခံပါတယ်။ဒါပေမဲ့လေပိုင်အောင်ချစ်ကသူကရှာရှာနဲ့ချစ်သူတွေဖြစ်နေတာလာအနေငယ်ကြာနေပြီဖြစ်ကြောင်းသူကရှာရှာစီကနေဘန့်ငွေ9000ချေးခဲ့ကြောင်းအခုခါမှာတော့ရှာရှာကကြမ်းတမ်းရိုင်းပြ စွာနဲ့အကြွေးပြန်တောင်းလို့ဒေါသမထိန်နိုင်မင်းနဲ့ကြက်လိုက်တာဆိုပြီးတော့ပြောခဲ့ရဖြစ်ပါတယ်။ရဲရီဘက်ကတော့ပိုင်အောင်ချစ်ရဲ့စကားကိုလုံးဝအယုံကြည်မရှိပါဘူး။ဒါကြောင့်လဲနှစ်ရက်လောက်စစ်စစ်မင်းမြန်ခဲ့အပြီးမှာတော့အခုခါမှအဖြစ်မှန်ပေါ်လာခဲ့ပါတယ်။ ။ပိုင်အောင်ချစ်ကိုလှုပ်ကြံခိုင်းခဲ့တဲ့အမျိုးသမီးကတော့အကွယ်လွန်သွားတဲ့ရှာရှာရဲ့တငယ်ချင်းအရင်အမျိုးသမီးပါ။အဲ့ဒီအမျိုးသမီးဟာရှာရှာနဲ့ပေါင်းလာတာ10နှစ်လောက်ရှိပြီလို့သိရပါဗျ။အဆိုပါအမျိုးသမီးဟာရှာရှာနဲ့တငယ်ချင်းအရင်အဖြစ်အယမ်းခင်တာကြောင့်မိရှာကပတ်စံခြေထားတာဖုန်းအကျွေးရောင်းပေးရတွေလှုပ်ထားတာဖြစ်ပါတယ်။ခြေထားတဲ့ပမာဏကတော့ဘန့်ငွေ3သိန်းလို့သိရပါဗျ။ဒီလိုနဲ့အဆိုပါတငယ်ချင်းဟာမိရှာကိုအကျွေးမဆက်ချင်တာကြောင့်သူ့ရဲ့ရေးစားကောင်လေးကိုမိရှာကိုကြိုက်ချင်အောင် ဆောင်ခိုင်းခဲ့ပါဗျ။အဲဒီနောက်မှာတော့ ယုံသိမ်းပြီးတော့အဆိုပါရေးစားကောင်လေးကိုပဲအကျွေးရှင်မိရှားကိုလှုပ်ကြံခိုင်းခဲ့ရဖြစ်ပါတယ်။ပိုင်အောင်ချစ်ကတကယ်တော့လှုပ်ကြံခိုင်းတဲ့အမျိုးသမီးရဲ့လင်ငယ်ဖြစ်တယ်လို့လည်းသိရပါတယ်။အစောပိုင်းမှာတော့မိရှားရဲ့တငယ်ချင်းဟာပိုင်အောင်ချစ်ကိုမိရှားကိုဘယ်နေရာမှာလှုပ်ကြံရင်ကောင်းမလဲဆိုတာတိုင်ပင်ခဲ့ကြပါတယ်။ ပထမဦးဆုံးကတော့မိရှားရဲ့နေအိမ်မှာကြက်ဖို့အတွက်ကြံစီခဲ့ရပါဒါပေမဲ့လည်း CCTV ရှိနေရာကြောင့်ပိုင်အောင်ချစ်ကမိရှားကိုပတ်စံအကျွေးပေးမယ်လို့ဆိုပြီးထိုင်းနိုင်ငံအယုဒယာမြို့ကလူသည်ပြတ်တဲ့ရေမြောင်းသားကိုခေါ်သွားခဲ့ပါတယ်အဲဒီနောက်မှာတော့မိရှားကိုဘဝကူးအောင်ကြက်ခဲ့ရပဲဖြစ်ပါတယ် ကျက်ပီရဲ့နောက်ပိုင်းမှာခန္ဓာကိုယ်ကိုရင်မြောင်းပေးမှပဲစွန့်ပစ်သွားခဲ့ပါတယ်။အခုခါမှာတော့တရခန်ပိုင်အောင်ချစ်ကိုရောနောက်ွယ်ကကြံစီရဲ့လူကိုပါဖမ်းမိသွားပါပြီ။ဘောပြည့်စိတ်ကောင်းရှိတဲ့အမိရှားကတော့တငယ်ချင်းကိုပစံချေးအပြေးမှာအကြွေးမဆက်ခြင်းနဲ့တငယ်ချင်းကြောင့်ကျွေလွင့်သွားခဲ့ပြီပဲဖြစ်ပါရှင်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတငယ်ချင်းအရင်းကိုငွေကြောင့်လှုပ်ကြံခဲ့တဲ့ဒီအဖြစ်အပျက်လေးပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။ အစောနေ့ကြိုးပေးတဲ့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။